အားလုံးပဲမင်္ဂလာပါရှင်။မကျနာတင်ကြနေရဲ့မေလ16ရက်နေ့ review session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။စီကောင်းစီနေဝထင်းချုပ်တဲ့မယွန်းဒေတာမှာမိရှာတတူတွင်နှစ်ခုတို့ရှိထားတယ်လို့ရှာလူအခွင့်ရင်မန်တိုင်ကပြောပါရယ်။စီပေးသိရှောက်နေရတဲ့တတိုင်းလီတို့လက်မပေါ်မှာရှိတဲ့ဒမုံကျေးရွာကဒေတာခံတွေဟာဂျောင်းဝင်းကာလာရောက်တော့မှာဖြစ်တဲ့အတွက်ကလေးတွေရဲ့ပညာရေးအတွက်အစိုးရနေကြရလို့သိရပါရယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအနေဖြင့်ပြည်သူတွေတိုက်ခိုက်မှုနေအောင်နီလန်းပေါင်းစုံအုံပြူသွားမယ်လို့အင်ဂျင်နီယာပြောပါတယ်။စားရတဲ့တဲ့နေကိုသက်ဆက်ပြီးတော့မှာပါကျမတို့အစီအစဉ်သက်ဆက်သူမိုင်းနေဖြစ်ပါတယ်။စစ်ကောင်စီနဲ့ဝါထိန်ချုပ်တဲ့မိုင်းယွန်းဒေတာမှာမြေရှားတတုအတွင်းကခုတို့ရှိချရင်လို့ရှမ်းလူခွင့်ရမန်တန်ကပြောပါတယ်။ဆောက်ဆိုင်ကသက်ဆက်ပေးမှာပါ။ အနာဒိန်းစစ်ကောင်စီနဲ့ဝါပြည်သွေးစီညီညွတ်ရေးတမတော် UWSA တို့ပူးပေါင်းထိန်းချုပ်ရာဒေတာဖြစ်တဲ့မိုင်းယွန်းဒေတာမှာမြေရှားတပ်တွန်းတွင်းနှစ်ခုကိုတွေ့ရှိထားတယ်လို့ရှမ်းလူအခွင့်အရေးမှန်တိုင်း SHRF ကမနေ့ကမေလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဂျိုဒူတပ်ပုံတွေအရမိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေတာကမြေရှားတပ်တွန်းတွင်းနှစ်ခုရဲ့ပုံရိပ်တွေကိုထင်ရှားစွာပြသနေတယ်လို့တပ်ပုံတွေနဲ့တကွရှမ်းလူအခွင့်အရေးမှန်တိုင်း SHRF ကဖော်ပြထားပါတယ်။ ဒါပြင်အဲ့ဒီမြေရှားတတ်သူတွင်ကစွန့်ပစ်ပစ္စည်းတွေဟာနမ်ခုတ်မြစ်အတွင်းကိုစေဝင်ပြီးရေအရင်းမြစ်တွေညစ်ညမ်းကထိုင်းမြန်မာနယ်စပ်နှစ်ဖက်လုံးကမြစ်အောက်ပိုင်းမှာနေထိုင်တဲ့ဒေသခံပြည်သူတန်းချောရဲ့ချမရီကိုထိုင်းမြန်မာနယ်စပ်နှစ်ဖက်လုံးကမြစ်အောက်ပိုင်းမှာနေထိုင်တဲ့ဒေသခံပြည်သူတန်းချောရဲ့ချမရီကိုဆိုးရွားစွာထိခိုက်လာမှာကိုလည်းဆိုရင်လေ SHRF ကဆိုပါတယ်ဂျိုဒူဒပုံတွေအရာမြေရှားတတ်သူတွင်ရဲ့ပုံစံတွေဟာကချင်ပြည်နယ်တရုတ်ကုမ္ပဏီ Therapy MDB disposium dy တို့တူဖော်နေတဲ့မြေရှားတတ်တူသွင်းတွေရဲ့ပုံစံကဲ့သို့လုံငန်းတုံးကံအဝိုင်းတွေကိုစီတန်းထားတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နမ်ခုံမြေအရှိတ်4မီတာအကွာမှာရှိတဲ့မြေရှားတတ်တူသွင်းဟာ2023ခုနှစ်ထဲအစတင်ခဲ့ပြီးတော့နောက်ထပ်မြေနဲ့2ကီလိုမီတာအကွာလောက်မှာရှိတဲ့သွင်းကတော့2024ခုနှစ်နှစ်လယ်ပိုင်းမှာစတင်ခဲ့တာဖြစ်တယ်လို့ရှမ်းလူအခွင့်ရေးမှန်တိုင် SHRF ကဆိုပါတယ်။ ကချင်ပြည်နယ်ကမြေရှာတပ်တုတူဖော်မှုတွေဟာတဘာဝပတ်ဝန်းကျင်ကိုပြင်းထန်စွာထိခိုက်စေတဲ့နီလာနဲ့တူဖော်တာဖြစ်ပြီးတော့မြေရှာတပ်တုကိုထုတ်ယူနိုင်ဖို့တောင်ကိုအပေါက်ဖောက်ကပိုက်တွေရသဆင့်ဓာတုပစ္စည်းတွေလောင်းထဲကအဲ့ဒီကသဆင့်ဓာတုပစ္စည်းတွေကိုကန်သွင်းထဲတို့ပြန်လဲထည့်သွင်းပြီးအခြားဓာတုပစ္စည်းတွေကိုထည့်ကမြေရှာတပ်တုကိုထုတ်ယူတာဖြစ်တယ်လို့သိရပါဗျ။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင် channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996336333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။စပယ်တိတ်ရှောင်းနေရတဲ့တိုင်းလီတို့လမ်းမပေါ်မှာရှိတဲ့တွန်ပုံချေဝါကဒေတာခန်တွေဟာချောင်းဝင်းကာလာရောက်တော့မှဖြစ်တဲ့အတွက်ကလေးတွေရဲ့ပင်ရည်အတွက်အစိုးရနေကြတယ်လို့သိရပါတယ်။ချွေးစားကတင်ဆက်ပေးမှာပါ။ ပင်ပုံချေရွာကနေရပြန်လို့မရသေးတဲ့စစ်ဘေးတင်းဆောင်နေရတဲ့ဒေသခံတွေကကလေးတွေရဲ့အပညာရဲ့အသက်အစိုးရနေရတယ်လို့တွန်ပုံချေရွာဒေသခံအမျိုးသားတို့ကမြစ်ချနာတည်တင်းချာနေကိုပြောပါတယ်။ထက်ပွဲတွေကြောင့်တွန်ပုံချေရွာကစတင်ကြောင်းဖွင့်နိုင်မလားဆိုတာမသေချာသေးတဲ့အတွက်စစ်ဆောင်နေရတဲ့ဒေသခံတွေရဲ့ကလေးတွေကိုကျောင်းပြောင်းလက်ခံပေးဖို့အတွက်လဲကျောင်းပြောင်းလက်မှတ်အခက်အခဲတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင် တံပုံကျေးရွာကစစ်ပွဲတင်းရှောင်နေကြရတဲ့ဒေသခံတွေချင်းမှကချင်နစ်ချင်းအတင်းတော် KBC ဘာသာဝင်တွေကအတင်းတော်အကူအညီထောက်ပံ့မှုတွေရရှိကြပေမဲ့ကက်သလစ်အတင်းတော် RC ဘာသာဝင်တွေကတော့ယနေ့အချိန်အထိအကူအညီထောက်ပံ့မှုမရရှိသေးဘူးလို့ဆက်ပြောပါရစေ။တံပုံကျေးရွာမှာကက်သလစ်ဘာသာဝင်အင်ထောင်စု80ခန့်ရှိပြီးလူဦးရေ300ကျော်ရှိရလို့သိရပါဗျ။ တံပုံးကျေးရွာဟာဒီသူလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီးအိမ်ထောင်စုနေရာနီးပါးရှိတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ April 14ရက်နေ့ကအလီတိုလမ်းမပေါ်မှာစစ်ကောင်စီဗီဒိုစစ်ပူပေါင်းတပ်နဲ့ကချင်လူလည်ရဲ့တံပရော်ကရဲ့ပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေတာပါ။စေအောင်စီရေလေးချောင်းတိုက်ခိုက်မှုတွေရတန်ရေးနဲ့အဲ့ဒီတိုက်ခိုက်မှုတွေအတွင်ပီကျူတွေအသက်အိုးအိမ်ဆုံးရှုံးမှုနေနိုင်တဲ့များနေအောင်နီလန်ဖုံးစုံအုံပြူကြောင်းမိန်လို့အမျိုးသားညညရေးအစိုးရအညူကြီးကဒီကနေ့ပြောလိုက်ပါတယ် ဒီဝိစာတင်ကြောင်းလေးကြောင်းတက်ခိုက်ခံရမှုအပါအဝင်စစ်ကောင်စီကျွလွန်နေတဲ့ဇေယျဆွေးမှုတွေနဲ့ပတ်သက်လို့အညူကြီးအားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကြားပင်စစ်ကောင်စီဘက်ကကျွလွန်တဲ့ဇေယျဆွေးမှုတွေမှာအဓိကတာဝန်ရှိတဲ့ကောင်ဆောင်တွေအမိတ်ပေးစေခိုင်းတူတွေလေမှုတွေပံပိုးကူညီသူတွေနဲ့တရင်မှန်ဝန်လိညာနေတဲ့စစ်သက်ဝါဒဖြန့်သူတွေကိုပါဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်တော်မယ်လို့ဆိုပါတယ်။ ချာဖင်ကုလသမဂအပါအဝင်နေငါတကအတိုင်းဝအနေနဲ့လဲစေကောင်းစီရဲ့လညာဝါဒဖြန့်နေရတွေကိုအမှန်တိုင်းသိမြင်ပြီးလက်တွေ့ကြတဲ့အရေးယူဖိအားပေးဆောင်ရွက်မှုတွေကိုပြုလုပ်ဖို့လဲအညူကြီးအသိတုံထားပါတယ်။အညူကြီးရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြုစုချတဲ့အချက်လက်တွေအရ2023ခုနှစ်ဇန်နဝါရီလတည့်ရနေ့ 2025ခုနှစ်မေလစနေရနေ့အထိစစ်ကောင်စီဟာရန်ကုန်တိုင်းအလွင်လို့ကျန်တဲ့တိုင်းနေပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှုပေါင်း2900နီးပါးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အရိတိုက်ခိုက်မှုတွေအတွင်းပြည်သူ3043သေဆုံးခဲ့ရပြီးအရိထဲမှာအသက်18နှစ်အောက်ကလေးငယ်442ဦးပါဝင်နေတယ်လို့သိရပါတယ်။နိုင်ငံရေးချင်းသားများကူညီဆောင်ရွက်ရေးအတွင်း ABB ရဲ့ထုတ်ပြန်ချက်အရတော့2029ခုနှစ်ဖေဖော်ဝါရီလတည်ရနေ့ရနေ့2025ခုနှစ်မေလ15ရက်နေ့အထိ စစ်အုပ်စီရဲ့တပ်ဖြတ်မှုကြောင့်ပြည်သူ6682ဦးသေဆုံးခဲ့တာကိုနှစ်မိနစ်တကွာအတည်ပြုနိုင်ခဲ့ပြီးအတည်မပြုနိုင်တဲ့သေဆုံးသူ3450နီးပါးရှိနေတယ်လို့လည်းသိရပါဗျာ။ဆက်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှထိခိုက်နှနာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကြရဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။၂ လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွေးနေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစီမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာ ဥပမာညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီးဆွဲတာအယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားရမျိုးတွေလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်ငါ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေလျော့နေနေနိုင်ပေမယ့်ရေတက်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်6ကိုလက်လှူရှာမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ် ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံဆွဲတာ ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုယ်တိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီမိမိအတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆလင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7ဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ဒီကနေ့သတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။